အမီးရွယ်လောက်သာရှိတဲ့မော်မာလေးနဲ့လက်ထပ်တော့မဲ့ဇေယပရိသတ်များလုံးမဲ့မင်္ဂလာပေါဘီအန်အောင် page လေးကနေကြွဆွလိုက်ပါတယ်တရုတ်ဆောင်ဇေယဟာတခဲတခါကနမဲကြီးတဲ့မင်းသားတယောက်ဖြစ်ခဲ့ပြီး VCD တချင်းခွေခစ်ခဲကနမဲကြီးခဲ့သူဖြစ်ပါတယ် တချင်းနေမှာတရုတ်ဆောင်ရင်တော့အများနဲ့ချမ်းရစ်ဖြစ်ခဲ့ရတဲ့ဇေယျကအခုတော့အချိန်ရင်းမှာအရန်ကန်ကောင်းနေတဲ့သူပေါ့ဇေယျနဲ့ဝိုင်းဆိုခိုင်တိန်တို့ကတချင်းနေမှာတရုတ်ဆောင်ခဲ့တာကြောင့်သူတို့နှစ်ယောက်ကိုချစ်သူတွေဖြစ်နေပြီလို့တောင်ထင်ခဲ့ကြပါတယ်တကယ်တော့ဝိုင်းဆိုခိုင်တိန်နဲ့ဇေယျတို့ကမတည့်အတူနဲ့အချစ်ဆုံးတငယ်ချင်းတွေဖြစ်ကြတာပေါ့မအိုဇေးကိုအစားထားတာလားလို့ထင်ရတဲ့ဇေယျကတော့မကြခင်မှာမွန်တထင်းမလေးနဲ့လက်ထပ်တော့မှဖြစ်ပါတယ်ဇေယျရဲ့ချစ်မဝလေးကတော့အသက်16နှစ်အရွယ်သာရှိပြီးဇေယျထက်အသက်ထပ်ဝက်ငယ်သူဖြစ်ပါတယ်အသက်50ဝန်းကျင်ရှိပြီးဖြစ်တဲ့ဇေယျကလက်ထပ် တ်မှဖြစ်တာကြောင့်ဇနီးလောင်းရဲ့အိမ်အစ်တက်ပွဲမှာအားလုံးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ယုံရီဇော်တို့ရဲ့အိမ်ကတော့မော်ဒယ်ဒီဇိုင်းနဲ့ခြေချခန်းသားတွေအိမ်ကြီးဖြစ်ကောင်းဒိမ်းမောင်းတောင်းချီကုန်ကြပါတယ်။ဟိုတယ်ကြီးတလုံးလို့ထင်ရလောက်အောင်အပြင်စင်တွေကလည်းခန်းသားပြီးအိမ်အစ်တက်ပွဲမှာလည်းရွှေမိုးငွေမိုးတွေအတွက်28သိန်းကျဲခဲ့တာပါ။ဇေယျရဲ့ဇနီးလောင်းကတော့မွန်ပြည်နယ်ပေါင်မြို့ကယုံရီဇော်ဖြစ်ပြီးချမ်းသာကျော်သွားတဲ့မိသားစုကနေဆင်းသက်လာခဲ့တာပါ။ပေါင်မြို့မှာအရင်ကတည်းကမျိုးရိုးစင်ဆက်ချမ်းသာလာကြပြီးအနေအိမ်တဲ့မိသားစုဖြစ်ပါတယ်။မင်းသမီးလုံးလုံးရတဲ့ရုပ်ရည်ရှိသူဖြစ်ကအရ ရမောင်းကလည်းကောင်းသူဖြစ်ပါတယ်မိဘတွေကပေါင်မြုပ်မှာជីជីထက်ချမ်းသာကြပြီးယုံရီစောကတော့ငယ်ဆုံးသမီးဖြစ်ပါတယ် အသက်9နှစ်အရွယ်ယုံရီစောကရီးစားလဲမထဘူးသလိုအနေနဲ့အေးသူတယောက်ပါဒီလိုမိန်းကလေးကတော့ဇေယျကိုချစ်မိသွားပြီးမကြခင်မှာလက်ထပ်ကြတော့မှဖြစ်ပါတယ်ယုံရီစောရဲ့အိမ်တွင်ပြင်ဆင်ကိုလည်းဇေယျရဲ့အိမ်အလှဆင်လုပ်ငန်းကပဲပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်ဇေယျရဲ့ချစ်မဝလေးကသူ့ထက်အသက်ထဝက်လောက်ငယ်ပေမဲ့လည်းတင်းငယ်ရင်ချက်သူဖြစ်ကစကားနဲတဲ့သူပေါင်းအသက်ငယ်တဲ့မိန်းကလေးဖြစ်ပေမဲ့မင်းသားနဲ့ချစ်သူဖြစ်ရတဲ့ဆိုပြီးပြာရမခတ်နေသလုံးကုန်းဖော်ပြီးတော့လည်းပြောတတ်သူမဟုတ်ပါဘူးရုပ်ရှင်မင်းသားကိုချစ်သူတော်ထားရတာကြောင့်တဝင်းတော်ပေမဲ့လည်းဇေယျကိုနားလည်မှု အဖြစ်ပေးနိုင်ပါတယ်။ဇေယကရုံးရီစော်ကိုအရန်ချစ်တာကြောင့်တမိုးကြီးတဲ့ brand တွေပဲလက်ဆောင်ပေးလို့ရှိတာပေါ့။ရုံးရီစော်ဟာငွေကြေးချမ်းသာတာကြောင့်ဇေယကချစ်မိသွားခဲ့တာမဟုတ်ဘဲသူ့ရဲ့ဖြူစင်ရိုသားမှုကိုချစ်သွားခဲ့တာပေါ့ မိဘစကားကိုမပင်ရှားတတ်တဲ့မိန်းကလေးဖြစ်တာကြောင့်ဇရာကလည်းအယတ်တမိုးထပြီးချစ်ခွင့်ပန်တော့ကလည်းမိဘရဲ့စီကနေချစ်ခွင့်ပန်ခဲ့တဲ့သူပေါင်းအမေစကားနားထောင်နေသမီးအလေးမလေးဖြစ်တာကြောင့်ယုံရီဇောကအမေနဲ့အတိုင်းပင်ပြီးမှသာဇရာကိုအပြစ်ပေးလိုက်ပါတယ်။ယုံရီဇောရဲ့မိဘတွေကလည်းအသက်ကွာခြားတဲ့ဇရာကိုသဘောတူပြီးသားဖြစ်တာကြောင့်မကြခင်မှာလက်ထပ်ပြီးတော့မှာပေါ့။ဇရာဟာအရင်ကတော့ရီစားတွေလည်းထားခဲ့ပူပြီးအသေးတွေလည်းကွဲခဲ့ဘူးတာပေါ့။အသက်၄၀နားရောက်မှအချစ်စစ်ကိုရှာတွေ့သွားတဲ့ဇရာကတော့သူ့ရဲ့အချစ်တွေကိုမုံမလေးထံမှာပဲပုံအပ်ထားလိုက်ပြီး ဖြစ်လို့ပြည်သက်တွေနဲ့မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ် ရုံးရီဆိုရင်ဆွေမျိုးတွေကလည်းဇေယျနဲ့သဘောတူကြည့်ပြုပြီးတဆွေလုံးတစ်မျိုးလုံးနဲ့လည်းယင်းနေပြသဖြစ်ပါတယ်။ပရိသတ်တရားငငယ်ကလေးကအပီးခဲ့ရတဲ့ဇေယျကတော့မမလေးနဲ့တွေ့ပြီးတဲ့နောက်လူပြိုကြီးဘဝကနေချွတ်တော့မှာပေါ့ဇေယျဟာအသေးခွင့်ရတဲ့နေရာတွေမှာပဲရုပ်ဆောင်ခဲ့ပေမဲ့အသက်40နှစ်ရောက်မှအခြေအကံကောင်းနေပြီးချမ်းသာကြွယ်ဝတဲ့မိန်းကလေးနဲ့လက်ထပ်တော့မှာဖြစ်လို့သူပရိသတ်တွေကဝမ်းသာနေကြပါတယ်။ဇေယျနဲ့ပေါင်မြုတ်ကမွန်တထေးမတို့တကယ်ရောက်လိုက်ဖက်ရလားဆိုတာပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက် ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။